အင်ဒိုနီးရှားနိုင်ငံရဲ့ဝင်ကြီးကိစ္စကတော့မလာရင်ကောင်းမယ်ဗျ။ဘာကြောင့်လဲဆိုတော့နှစ်ဦးနှစ်ဖက်နဲ့တွဲဆုံဆွေးနွေးရပါမယ်ဒီဘာဒီဒီအာနာယူတွေကနော်ဂရီးတွေလျှောက်ပေးပြီးခေါ်လိုက်တယ်ဆိုရင်တော့အဲသူတို့နဲ့တွေ့ပြီးတော့မေဆုတို့နဲ့တွေ့ကနေကြတော့လုံခြုံရေးမပေးနိုင်လို့တို့ဘာလို့လျှောက်ပြီးတော့ကလင်ကချစ်တွေလုံနေလေ။အဲအဆင်ပြေမှာမဟုတ်ဘူး။တစ်ဖက်စကားပဲပါသွားမှာပေါ့နော်။နောက်တစ်ခုက အဲသူတို့ရဲ့တရားဝင်မှုကိုလည်းတွားပြီးတော့အထောက်ကူပေးတယ်လို့ဖြစ်နေမှာဗျာဆိုတော့မလာတာပိုကောင်းပါလေဒီအဝေးကနေတယ်လီဖုန်းနဲ့စကားတွေပြောကြ Zoom meeting တွေပါတွေတော့ online meeting တွေပါတွေလို့လို့လည်းရတာပဲဗျာအဲတော့ဘာကိစ္စတွေလဲဆိုတော့အင်ဒိုတန်ယုံကတာဝန်ရှိသူတွေနဲ့အင်ဒိုနီးရှားနိုင်ငံကြီးဝင်ကြီးဌာနကလည်းဘာကိစ္စဘာအတွက်လာမှာလဲဆိုတော့လည်းတရားဝင်ထုတ်ပြန်တဲ့နေဗျာဆိုတော့မလာတာတော့အကောင်းဆုံးဗျာဒီလိုပဲကျွန်တော်တို့ယူဆမိတယ်လောလောဆယ်ပေါ့လေ နောက်တစ်ခုကတော့ဒီကျွန်တော်ရဲ့တည်နေတဲ့ပြောနေတဲ့စကားလေးတွေနဲ့ပတ်သက်လို့ပေါ့ဗျာเนาะကျွန်တော်အတိုင်းပြည်ထဲမှာမရှိတဲ့အခါကျတော့လူငယ်တွေကိုမြောက်ပင်ပေးနေတာလားပေါ့ကျွန်တော်မြောက်ပင်ပေးရအောင်ကျွန်တော်ဘာကောင်းမှလည်းမဟုတ်ဘူးကျွန်တော်ဒီအတိတ်တလောက်တရင်ရတလောက်ကျွန်တော်လှုပ်ရှားနေတလောက်ပဲအမြဲတင်ပြပေးနေလေ generation z z တို့ဘာတို့ကလည်းအင်မတန်ညံကောင်းတဲ့လူငယ်တွေပဲဗျာကျွန်တော်တို့မြောက်ပေးတိုင်းတို့ကဘာကိစ္စလောက်ရမှာလဲဒါလည်းကျွန်တော်အထပ်ထပ်ပြောခဲ့တယ်နောက်တစ်ခုကကျွန်တော်က ဘာလို့ဒီချိန်ကျမှအတန်နေပိုကျဲလဲပေါ့ဆိုတော့ကျွန်တော်ဘဝတစ်လျှောက်လုံးကဘာတွေလုပ်ခဲ့လဲဆိုတာဒီ88တုံးကကျွန်တော်စေစေစေတက္ကသိုလ်တက်ကအဲတငယ်ချင်းနေနိုင်ငံရေးလှူရှားခဲ့တဲ့ចောင်းသားတွေအချင်းချင်းကိုမေးကြည့်လို့ရတယ်เนาะနောက်တစ်ခုကအဲကိုမင်းကိုနိုင်တို့ကိုမြအီးတို့ကိုကျင်မီတို့စောင်းလိုက်ဘာတွေလုပ်လဲဘာတွေစဉ်းစားလဲ စဉ်းစားခဲ့ဘူးတလေဘာတွေလုပ်ခဲ့ဘူးတလေလုပ်မယ်လို့ဆုံးဖြတ်ထားလဲမေးကြည့်လို့ရအမီတော်စောင်းစုကြည်ကိုတိုင်ကိုသွားမေးကြည့်လို့ရတယ်เนาะနောက်လူမှုရေးကိစ္စတွေနဲ့ပတ်သက်ရင်အမတော်ရွှေစည်းခွက်တို့ဥကြော်သူတို့เนาะသွားမေးကြည့်လို့ရဟိုတောင်းတောင်းယုံပေါက်ပန်းသေး40កောင်នេះတော့သွားမမေးနဲ့ဗောဗျာကျွန်တော်အကြောင်းလည်းသိမသိကြတာတဲ့မနာလိုတာနဲ့အပုတ်ချတိုက်ခိုက်တာနဲ့ဒါတွေများနေတာဘူးဗျာဆိုတော့ကမေးကြည့်ပါ ကျွန်တော်ဘယ်လိုလူတယောက်ရယ်ဆိုတော့ဒီချိန်ဘာလို့အတန်နဲ့နဲ့ပို့ထွက်ပေးနေရလဲဆိုတော့အတန်ထွက်မဲ့လူတိတ်မရှိဘူးလေဗျာပြည်တွင်းမှာလည်းတနာပါလေဒီလောက်ဖိနှိပ်တာဗျာဟိုဘယ်လိုအတန်ကျွန်တော်တို့လောက်ထွက်မလဲအဲ့တော့ကျွန်တော်တို့ကဒါပြည်ပနဲ့အတန်ထွက်ပေးတယ်လုံးစရာရှိတာအာတုံခွန်ဆိုင်လုတ်ပေးနေဒီမှာကျွန်တော်နှံ့နေုံပဲဗျာဒါပေမဲ့မနေရဖူးဗျာနှံ့နေတယ်ဆိုတော့ဗျာကျွန်တော်ပတ်စံတော့မချမ်းသာပါဘူးထမင်းနှံ့နှံ့တော့စားရပါတယ်ဆိုတော့ကျွန်တော်အကြောင်းလေးပေါ့ဟိုတချို့ကလည်းလာပြီးရီးတဲတဲနဲ့ဗျာ သူတို့ဘက်ကလူတွေကပို့ဆိုးပါတယ်လာလာမေးတော့လေထည့်ပြောရတယ်အခုတော်တော့ဒီ bin online တို့ကိုအခုတရက်နေ့အတွင်းတော့ကျွန်တော်စောင့်ကြည့်နေပါတော့ဘာလို့စောင့်ကြည့်နေလဲသူတို့ကျွန်တော်တိတ်မပွားတော့ဘူးဗျဘာလို့စောင့်ကြည့်နေမှာလဲဆိုတော့သူတို့အကွက်ပြောက်သွားပြီလို့ကျွန်တော်ယူဆတယ်ပြည်သူလူထုကဒီလောက်စီလုံးညီညွတ်စွာနဲ့တိုက်ပွဲဝင်နေတာဗျာဒီကောင်တွေဘာလို့မှမလဲမသိတဲ့အခြေအနေကိုဆက်ရောက်သွားပြီနိုင်ငံတကာမှာလည်းဒီကောင်တွေတော်တော်မျက်နှာငယ်ရတယ်ပြည်တွင်းမှာလည်းအဲဒီကောင်တွေအတွက်နေရာမရှိတဲ့လောက်ပဲเนาะ ဆိုတော့သူတို့အကွက်ပြောက်သွားပြီကျွန်တော်တို့ပြည်သူလူထုကညီညွတ်ညွတ်နဲ့အဲစူးစူးစီးစီးနဲ့စီကံတခြားနဲ့တိုက်ပွဲဝင်နေတာဒီကောင်းလေးလုံးဝအကွက်ပြောက်အကွက်ပြောက်ပြီးတော့မဟုတ်တရုတ်တွေဗျာဘာမှဟိုအရေမရအဖတ်မရတွေပဲဒီကောင်းလေးရှောက်လုံနေခရောင်ကဏ္ဍနဲ့ရှောက်လုံနေတာကျွန်တော်တွေ့နေရအဲ့တော့အตาလေးကျွန်တော်ကြည့်နေဒီကောင်းလေးသူတို့ဘက်ကကြီးကြီးမားမားတခုခုလှုပ်လာပြီဆိုရင်တော့ကျွန်တော်တို့ကလည်းအဲတုံ့ပြန်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့တော့ကျွန်တော်ပြောသလို စောင့်ကြည့်သွားမယ်အဲနောက်အရေးကြီးဆုံးကတော့ဗျာ CDMO ဝန်ထမ်းတွေပူးပေါင်းပါဝင်တာနဲ့အမျှဒီရေးတော်ပုံကအောက်မြတ်မှာပါအောက်မြတ်မှာပါဒါကြောင့် CDM တွေကိုလည်းအမြဲတမ်းကျွန်တော်တို့နှိုးဆော်ခဲ့တာကမဟုတ်ပါနဲ့လူတက်ရန်တရားယူတော့တော့အမပီးလိုက်ပါနဲ့အတိုင်းပြကိုကဲတင်ကြပါဆိုတာမျိုးကျွန်တော်တို့အမြဲပြောတာပေါ့လေအေးဒါကဒါကတော့ဒီနေ့လက်တလို့ပေါ့ဗျာတချို့တွေကလည်းအများစုကတော့ဗျာကျွန်တော်ပုံစကားပြောပါအောင်ထင်မြင်ယူဆချက်တွေပြောပါအောင်တည်င်းတွေပြောပါအောင်ဆိုတာမျိုးအမြဲတောင်းဆိုနေတော့လေ ျွန်တော်ကလည်းအားပေးတဲ့သဘောနဲ့ကျွန်တော်တက်တက်ကြွကြလုပ်ပေးနေတာပါအဲနောက် inno sorry australia ဘာဘက်ကလည်းအခြေအနေကောင်းပါလေဗျ australia ကဟလာဟိုတနေ့ကမြန်မာစစ်ဘုတ်ချုပ်တယောက်ဖုန်းဆက်တယ်ဆိုပေမဲ့လည်း australia တလောက်ဒီမိုကရေစီကိုအားပေးတာဗျမြန်မာတွေကိုလည်းချစ်ကြတယ်အဲ့ဒါကြောင့် Australia ကတော့ကျွန်တော်တို့ဘက်ကတည်တည်ချာချာယက်တီသွားမှာဖြစ်ပါတယ်။ကျွန်တော်ယုံကြည်နေတယ်သူတို့နဲ့လည်းအဆက်အသွယ်အမြဲတမ်းလိုလိုရှိပါတယ်။နော်ဘလို့ရေးယူဆောင်ရွက်လဲဆိုတော့ဗျာသူတို့ရဲ့အဲ ဩစတြေးလျဘက်ကဘာတွေလုပ်နေလဲနည်းနည်းတော့နှီးနေသလားလို့လားမေးတဲ့လူတွေကလည်းရှိတာပေါ့အဲ့တော့တို့ရဲ့ပိုင်ဆိုင်မှုတွေကအစထိန်းချုပ်လိုက်ဖို့လို့တော့ဥပမာပြအိမ်လိုမြေလိုဟာမျိုးကြရင်ဒီမြို့နယ်ရက်ွက်အထိကောင်တီတွေအထိတို့ကဆင်းရတာဗျရဲတွေတရားသူကြီးတွေအဆင့်အထိဆင်းရတာဝင်ကြီးတွေအပေါ်ကအမတ်တွေကတိုက်ရိုက်ကြီးတန်းပြီးတော့လေအာဒါကြီးကိုဒီလိုသွားလုလိုက်လို့တို့တို့ချိန်မှာဥပဒေကဟိုတို့ဥပဒေတွေကအရန် အားကောင်းတာဗျဟိုအဲ့တော့တို့ဒါလေးစနစ်တကျနဲ့စီစဉ်နေတယ်လုံမှာတေးကြတယ်ဗျာဒါတန်တရားရှိစရာမလိုဘူးအမေရိကမှာဖြစ်ဖြစ် EU မှာဖြစ်ဖြစ်နော်ဩစတြေးလျမှာဖြစ်ဖြစ်ဆိုတော့ဒါလေးဒီလုံမှာပါကျွန်တော်တော့ဒီရေတော်ပုံကြီးပြီးရင် generation စီကလူငယ်တွေကိုကျွန်တော်ဒီမှာရောက်ရှိနေထိုင်တဲ့အခါကျတော့ကျွန်တော်ကဘာပတ်ခဲ့တယ်ဗျာဟိုဘက်အစွန်းဆုံးရင်ဩစတြေးလျနယူးဇီလန်ဒီဘက်အစွန်းဆုံးရင်ဘော်နီယိုကျွန်း ဖိလစ်ပိုင်အင်ဒိုနီးရှားဘရူနိုင်းနားပေါ့ကျွန်တော်အဲ့လိုတွေသွားလာလှုပ်ရှားခဲ့တယ်ယနေ့အမေရိကမှာဆိုတော့သူတို့မျိုးပြတွေကိုဘယ်လိုတိဆောက်လဲသူတို့ရှေ့ကလူတွေကဘယ်လိုကြံစည်တယ်စိတ်ကူးတယ်သူတို့ဘဝရှည်ရေးအတွက်ဘာတွေလုပ်လဲဘာတွေလောလောဆယ်လုပ်လဲကျွန်တော်အများကြီးဆွေးနွေးတင်ပြနိုင်မှာရှိတယ်ဒါတွေ generation C ကိုကျွန်တော်မျှဝေသွားခြင်းနဲ့ဗျာအနာဂတ်တစ်နေ့မှာပေါ့နောက်တစ်ခုကတော့ကျွန်တော်မလုပ်သေးတာကြာပြီဖြစ်တဲ့ generation C ကလူငယ်တွေများစိတ်ဝင်စားမယ်ဆိုရင်တော့ကျွန်တော် ကျွန်တော်တေးဂီတာလေးဟိုးလွန်ခဲ့တဲ့1990 90အဲ sorry 2001နှစ်လောက်တုန်းကကျွန်တော်သင်တန်းလေးတွေဖွင့်ပြဖွင့်ပူးတယ်လေကွန်ပျူတာ music သင်တန်းလေးတွေအဲ့ဒါမျိုးလေးတွေကျွန်တော် online ကနေ generation စီအတွက်ကျွန်တော်ရဲ့တတ်သားတည်ထားတဲ့အဲဂီတာဖန်တီးတဲ့ပညာတွေကိုဝင်မြောက်သွားမှာပါဘာလို့လဲဆိုတော့ကလေးတွေကိုကျွန်တော်တို့အားကိုးရတော့မယ်ကလေးတွေကအစီကန်းရှိတယ်ကလေးတွေက စွဲနှပဲကောင်းတယ်တတိရှိတယ်ဆိုတာဒီရေတော်ပုံကြီးမှာပေါ်လွင်သွားပေါ်လွင်သွားပြီဖြစ်တယ်လေဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့အားပေးရမှာဖြစ်ပါတယ်ဒါကြောင့်အဲ့လိုလေးပဲအနာဂတ်ကိုဖြတ်တန်းကျင်တော့လေဗျာဟိုအခုလိုဝင်ပြီးတော့စကားတွေပြောပေးလှုပ်ရှားပေးနေလို့မြန်မာပြည်ပြန်လာပြီးတော့စိတ်ချပါဟိုအခွင့်အရေးတစ်ခုမယူပါဘူးဗျ2015တုန်းကလေဒီဘက်မှာတချင်းဆိုဖို့ကမ်းလှမ်းတာတော့ကျွန်တော်ပြန်မဆိုခဲ့ပါဘူး ကျွန်တော်တို့ပေါ်ပူလာဖြစ်နေတဲ့အချိန်ဆိုတော့ပြန်လာပြီးပတ်စံရှာပြီးပြပပြန်ထွက်ရင်တိုင်းပြည်လေးပေါ်မတရားရာရောက်မှာဆိုလို့လေဆိုတော့အဝေးရနေပဲမြန်မာပြည်ကိုဆက်လက်ထောက်ခံအပင်းနေပါပါကျွန်တော်တို့ကဒါကတော့ကိုမင်းကိုတိုင်တို့နဲ့လည်းစိတ်သဘောထားချင်းတထထဲကြပါတယ်ကျွန်တော်တို့ကခုံခင်းပေးမယ်တပြက်စီလဲပေးမယ်လူစုပေးမယ်ပေါ့ဗျာပြီးရင်တော့ဘဝကိုတိတ်တဆိတ်ပဲဖြတ်တန်းကျင်တော့တယ်လीဟိုအရန်ကြီးဖော်လျှော်ကြည့်တယ်လို့မလုံးချင်တော့ပါဘူးဗျာ ဆိုတော့အားလုံးအဆင်ပြေကြပါစေအောင်မြင်ပါပါအောင်မြင်ပါပါကျွန်တော်ဒီနေ့အပြင်ခဏထွက်တယ်ဗျာအပြင်မထွက်ရတော့ကြာလို့လीအောင်မြင်ပါပါ